ဧရာဝတီတိုင်းစက်မှုဇုံစီမံကိန်းမှထွက်ရှိတဲ့အမထ9မှန်စံတန်ချိန်8500ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ G2G စနစ်ဖြင့်တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့သက်ဆိုင်ရာမှသိရပါတယ်။အဆိုပါစနစ်အသုံးပြု၍ပထမအကြိမ်စံတန်ချိန်8500ကိုယခုနှစ်ဒီဇင်ဘာလအတွင်းတင်ပို့သွားမည်ဖြစ်ပြီးလက်ရှိမှာတင်ပို့တဲ့စံများကိုပုံမှန်ပို့ဆောင်ရေးလမ်းကြောင်းဖြင့်တင်ပို့နိုင်ရန်အတွက်တင်ပို့ကုန်တင်ခြင်းများကိုဆောင်ရွက်လျက်ရှိတယ်လို့သက်ဆိုင်ရာတာဝန်ရှိသူတို့ကပြောပါတယ်။ယခုလထဲမှာတင်ပို့နိုင်ဖို့ရထားပါတယ်။လက်ရှိ သိန်းစမှုဆောင်စီမံကိန်းကနေတင်ပို့သွားမှာပါ။အမထ၅မှတ်စံတွေကိုချိတ်ခွဲနေပါတယ်။စံတွေချိတ်ခွဲထုတ်လုပ်မှုက400ကီလိုဝပ်ဆိုလာစနစ်သက်စင်အသုံးပြုလှုပ်ဆောင်နေပါတယ်။စံမြောင်းအရေးသွေးပြေမီအောင်စနစ်တကျချိတ်ခွဲနေပါတယ်လို့အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောပါတယ်။အဆိုပါတင်ပို့သွားမီအမထဆန်မြောင်အေးသွေးပြည့်မီရေတမတ်ကာလအတွင်းတင်ဆောင်နိုင်ရင်းနဲ့ပို့ကုန်တင်ပို့ရမှာကုန်တွေဆိုင်ရာဌာနများ၏လှုပ်ထုံလုပ်နည်းများနဲ့အညီတင်ပို့နိုင်ရေးအတွက်သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။